တို့ပြောတဲ့ဒါကဒီမိုကရေစီရေကောက်ပဲပေါ့တကယ်တကယ်ကျတော့ဒါဒီမိုကရေစီရေကောက်မှမဟုတ်ဘူးလေသူကစစ်အာဏာရှင်တွေရဲ့အတုံးချခံပြီးစီပြောမှဆိုရင်ဒါတို့တဲ့ထွက်ပေါက်အနေနဲ့တို့လောက်တာတို့မှထွက်ပေါက်မရှိတော့ဘူးထွက်ပေါက်မရှိတော့ဆိုတော့အားလုံးလည်းသိတဲ့အတိုင်းပဲပြည်သူလည်းအားလုံးသိတဲ့အတိုင်းပဲဒီကောင်နေလောက်ရုပ်မှပတ်စစ်တာကဘာမှမရှိတော့ဘူးကိုယ်နိုင်ငံကိုယ်လူမျိုးတကယ်နာကာကွယ်ရေးတောင်းရင်ယူထားတဲ့မဟာလာပေါ့ကာကွယ်ဦးစီးချုပ် ကိုတိုင်ကဥစဉ်တို့ပြည်သူတို့ပြန်ပြီးတော့တတ်တင်တာလေရင်နဲ့ဘုံကျဲအကုန်လုံးပေါ့လူမျိုးပေါင်းသူဘာသာပေါင်းသူကြေးရပေါင်းသူမိရှုမရင်းကျစ်ကုမွေးစေးတွေဖြန့်အကုန်လုံးလုံနေတဲ့ဒီကောင်ကဒီရွေးကောက်ပွဲကိုလှုပ်တယ်ဆိုတာသူတို့ပြောတယ်ဒီမိုကရေစီရွေးကောက်ပွဲဒါဘလုံးမှမဖြစ်နိုင်ဘူးသူတို့ကရှင်းပြောရှင်ဒါအာဏာရှင်တွေရဲ့အတုံးချကံရွေးကောက်ပွဲသူတို့အတွက်ထပ်ပေါက်အနေနဲ့အတုံးချတဲ့ရွေးကောက်ပွဲအဲ့ဒီရွေးကောက်ပွဲကိုဥစဉ်တို့ပြည်သူတွေကဒါမမထန်ပြန်ပြီးစန့်ကျင်ရမှာဘာဖြစ်လို့ဆိုတော့ ဒီကောင်နေဒီရွေးကောက်ဘက်ကိုတကယ်လို့လွတ်လွတ်အောင်မြင်သွားလို့ရှိရင်ဦးစင်းတို့ပြည်သူတွေကိုတရားဝင် လူသက်ခွင့်အကုန်ရသွားမှာကူလည်းဒီတရားဝင်လူသက်ခွင့်မရှိတာလားကူအကုန်လုံးလိုက်တက်နေတာလေရွေးကောက်ဘက်တော့ပြည်နေတော့ဦးစင်းတို့ပြည်သူတွေစဉ်းစားစရာမလိုတော့ဘူးဦးစင်းတို့ပြည်သူတွေကဘဝ80ပိုးဆိုးဖို့ပဲရှိတယ်ကူလည်းနင်ပြအဲ့ဒီနင်ပြမဲ့ဆိုးဖို့ပဲရှိတယ်ဒီရွေးကောက်ဘက်လောက်တိုင်းကအဲ့ကြောင့်မို့ဦးစင်းတို့ပြည်သူတွေကလည်းမမထန်ထန်ကိုဒီရွေးကောက်ဘက်ကိုစန့်ကျင်ရမှာပါအဓိကတော့ ဦးစင်းတို့ပြည်သူကအားလုံးကနားလည်မှဖြစ်မှာနားလည်မှဖြစ်မှာဆိုတော့အလုံးသိရမှာပေါ့ကိုကလူတန်းစားနေမညီမျှတာလေဒါတွေကဘသူလုံးတာဆိုအရင်စအမြင့်မြဒီအာနာရှင်လုတ်ခဲ့တာဒီအာနာရှင်လုတ်ခဲ့တဲ့ဒီ9နှစ်တာအတွင်းမှာဦးစင်းတို့ပြည်သူတက်ကုဆိုဆိုရင်တော့ခုနကုလသမက်ကပြောသလိုကဗတ်ရဲ့စာနိတ်ကအရင်ကဦးစင်းတို့ပြည်သူရတန်း90ရှိလို့ရှိရင်တန်း20လောက်ကအကုန်လုံးငတ်ပြတ်ကုန်ပြီ ငါပြက်ကုန်တော့ကိုကဘာဖြစ်လာလဲဆိုတော့ကိုကလူလာတာဝက်လာတာတတ်လာတာကိုလိုတယောက်နဲ့တည်းကအယုံကြည်တယ်မရှိတော့ဘူးအဲ့ဒါကကိုကပြည်သူအချင်းချင်းပြန်ဆောက်ရှုပ်ဖို့ပါပြည်သူအချင်းချင်းနားလည်ဖို့တင်တာနားလည်ဖို့ပြောပြည်သူအချင်းချင်းလည်းပြန်ဆောက်ရှုပ်ဖို့တင်တယ်လို့ဒီရဲ့ဒီဒီလိုဖြစ်လာဘသူကလုပ်တာလဲဆိုတော့ဒါအာနာရှင်ကလုပ်တာအဓိကဒီအာနာရှင်မရှိမှငါတို့ပြည်သူတွေဒီဘဝလွတ်မဲ့ဆိုတဲ့ဒီအသည့်အားလုံးဝင်ပေးရမှာ အဲ့အဲ့ကြမ်းမှာဦးဇင်းတို့ရဲ့ဒီအာနာရှင်ကို ပြန်ပြီးတော့တိုက်ထုံးမှာဒီအာနာရှင်မရှိမှဦးဇင်းတို့ပြည်သူတွေကလည်းခုလိုဒီလိုအငတ်ပေးဘဝကအေကံမုတ်ချလွံ့မြောက်ပါမှာ